အခုချိန်မှာဘဝကအရန်ခက်ခဲနေတယ်။ကျမတို့ကိုရှေ့ဆက်လျှောက်ဖို့အတွက်ကိုအနာဂတ်ကိုလှန့်ကြည့်တဲ့အခါမှာဘာမှမမြင်ရဘူး။လက်ရှိကြုံနေတဲ့ပြဿနာတွေကလည်းဘလို့မှကြော်ဖြတ်ဖို့မဖြစ်နိုင်ဘူးဆိုတော့လူတွေရောလုပ်ငန်းတစ်ခုကိုလဲပတ်နေတဲ့နေရာမှာ ကိုအတွက်ပြဿနာတွေအကြီးကြီးတက်သေးကြုံနေရတဲ့လူတွေကဒါမှမဟုတ်လို့ရှိရင်လည်းလုပ်ငန်းတစ်ခုလည်ပတ်နေတဲ့အဆင်ပြေနေတဲ့ဆိုတဲ့လူတွေကအရာအားလုံးကောင်းသွားဖို့အတွက်ကျမတုံးနေတဲ့နည်းလမ်းလေးတစ်ခုရှိတယ်။ဒီနည်းလမ်းလေးကတော့ကျမတို့ဗုဒ္ဓဘာသာတွေအများစုလောက်ရမယ့်နည်းလမ်းလေးပါ ဒီနီလန်းကအရန်လွယ်ပါတယ်စာအုပ်တအုပ်ရယ်ဘောပင်တစ်ချောင်းရယ်ပဲလို့ရယ်ကျွန်မဘာလို့ဒီဟာကိုပြောရလဲဆိုတော့ကျွန်မကိုယ်တွေ့အကျိုးကျေးဇူးတွေအများကြီးရှိနေတယ်ရှိနေစေပဲရှိခဲ့ဘူးတယ်ပေါ့နော်အဲ့တော့ကျွန်မဒီကာထကိုရေးပြီးတော့မှပူဇော်တာအခောက်ငါးခေါက်မြောက်ငါးချိန်မြောက်ပြီးသွားတဲ့အခါမှာကျွန်မကပတ်စံတပြားမှပေးစီတာမလို့ဘူးကိုအလောက်ကန်ကြီးကြီးမားမားလဲအရန်ရုံးကန်လုပ်စီရမလို့ပဲနဲ့ ိမ်တလုံးခြံတစ်ခုကျမလက်ဆောင်ရခဲ့တယ်ကျမကိုအရင်မုန်းနေတဲ့လူစီကနေပြီးတော့မှလက်ဆောင်ရခဲ့တာပါအဲ့တော့အိုးပိုင်အိမ်ပိုင်ရဖို့အတွက်ဆိုလို့ရှင်လေဒီကာထာလေးကိုရေးပြီးပူဇော်လို့ရတယ်အဲ့ဒီမှာတစ်ခုသိစေချင်တာကဘာလဲဆိုတော့လောဘနဲ့မရေးပါနဲ့ကျမရေးပြီးပူဇော်ခဲ့တဲ့အဲ့ဒီငါးခေါက်လုံးကလေစုတစ်ခုတောင်းကျင်လို့မဟုတ်ဘင်းနဲ့ကျမကိုယ့်ကိုကိုယ်ဘယ်ကိုရှေ့ဆက်ပြီးရှောက်ရမယ်မှမသိတဲ့အချိန်မှာကိုယ်စိတ်တွေငြိမ်းချမ်းဖို့အတွက် ပစ္စုပန်မှာကိုစိတ်တွေရှိနေဖို့ဒီဒီငင်ငင်ရှိနေဖို့ ਨੇ စိတ်တွေအေးချမ်းဖို့အတွက်ပဲရည်ရွယ်ပြီးတော့ရေးခဲ့တာရေးရင်းနဲ့ဒီကရလာတဲ့ငင်းချမ်းမှုတစ်ခုကိုကျွန်မကြိုက်ပြီးတော့မှအဆက်ဆက်ပြီးရေးခဲ့တာပေါ့နော်ရေးပြီးပူဇော်တယ်အဲ့ဒီအချိန်မှာကိုမျောမမျောလင့်ထားပဲနဲ့ဒီလက်ဆောင်ကြီးကြီးမမတစ်ခုကိုအမြန်ဆုံးရခဲ့တာမမျောလင့်တဲ့ မျောလဲမမျောလင်ဘူးဆုလဲမတောင်းခဲ့ဘူးဒါပေမဲ့ကျမဒီအရာကိုလွယ်လွယ်ကူကူရခဲ့တယ်ကျမလိုပဲအားလုံးကိုရရှိခြင်းတဲ့အတွက်ဒါလေးကိုပြောပြတာအဲ့ဟာကတော့တခြားမဟုတ်ဘူးဒီဟိုထုတ်တတလောကတံမီဟိစိတ်တန်ရတနကံပတိအတောကံရိယစခေမေအိတံမီကလာမုတ်တမေဆိုတဲ့ဒီ ဂါထာအပိုက်လေးကို1080កောက်ပြည့်အောင်ရေးပြီးဘူးဆိုတာကျမရဲ့အတန်ထွက်လေးတွေမှားနေတယ်ဆိုလို့ရှိရင်လည်းအားလုံးကိုဒါလည်းတိခံခွင့်လွတ်ပေးဖို့တောင်းမဲ့ခြင်းပါတယ်ဆိုတော့ဒီဂါထာလေးကို1080កောက်ရေးပြီးဘူးဆိုတဲ့အချိန်မှာကျမကတော့အရင်ကဆိုရင်ဒီနေ့ကို108កောက်ရအောင်ပူဆိုတယ်အဲ့တော့ကျမ10ရက်ပြည့်လို့ရှိရင်1080កောက်ပြည့်သွားပြီ108ခောက်ဆိုပေမဲ့လေအရင် အလုံများတဲ့လူဆိုလို့ရှင်လုံးဝမပေးနိုင်ဘူးအဲ့တော့ဘာအကြံပေးချင်လဲဆိုတော့ဒီနေ့ကိုအဲ90နှစ်မှ4ခေါက်ပူစောတာမျိုးလုပ်ဖို့အကြံပေးချင်တယ်ရက်ကရက်အကန့်တက်ကအဓိကမဟုတ်ဘဲနဲ့အဓိကပြီးမြောက်အောင်ပူစောဖို့ပဲကိုကိုကိုအယုံစိုက်ထားပါပြီးရင်ဒီပူဇော်တဲ့နေရာမှာလဲလောဘဇောတွေမဟုတ်ဘဲနဲ့ဆန္ဒပြုတ်ပြီးတော့မှဒီကရလာတဲ့အေးချမ်းမှုတွေကုသိုလ်တွေကိုအာရုံပြုတ်ပြီးတော့မှပူဇော်ဖို့ကျမကအကြံပေးချင်ပါတယ် ဒီ1080កောက်ပြီးသွားတဲ့အခါမှာကျမအာမတ်ခင် ਨੇ ဒီမရေးခင်ကစိတ်နဲ့ကိုယ်နဲ့ခန္ဓာနဲ့ဖြစ်နေတဲ့ပဏိပခါတွေကလေ90ရာခိုင်နှုန်းလောက်ငြိမ်းချမ်းသွားလိမ့်မယ်ဆိုတော့ကျမအာမတ်ခင် ਨੇ ဆိုတော့ဒီနေ့ဟာလာပညာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီပုဒ္ဒတာဂါထာလေးကိုစပြီးတော့မှရေးပြီးပူဇော်ဖို့ကျမအကြံပေးချင်ပါတယ်ကျမအခုချိန်ထိပဲဒီဂါထာလေးကိုရေးပြီးပူဇော်နေတုံးပဲအဲ့တော့အားလုံးလေးကုသိုလ်ရရှိခြင်းနဲ့ဒီနေ့မှာစတင်ဖို့အကြံပေးချင်ပါတယ်ရှင်